တော်စုများအားလုံးပဲမင်္ဂလာပါရှင်။ဒီမတို့ရဲ့ Youth Family Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရနော်။ဒီကနေ့အတွက်လည်းဆရာမမြတ်တနာရေးသားထားတဲ့နော်ရမွေးဆိုတဲ့ဝတ္ထုဆောင်လေးအားအပိုင်း၁၁အနေဖြင့်ဆက်လက်လို့မြဝေဖက်ပြတင်ဆက်ပေးကြတော့မို့လိုက်ပါလို့နားဆင်ပေးကြပါအောင်ရှင်။နော်ရမွေးအပိုင်း၁၁ငမြင့်ချင်းရွာနဲ့နန္ဒမေရွာကိုခြေချင်းသွားလင်းတနအီကြောကြောရှောက်ရသည်။ သို့သောထိုကြောင့်ဆရာအဖို့ တမနစ်ခီကဲသို့သွားနေသည်ဆရာနေသည့်အိမ်ကမမြင့်ချင်းမပါကြီးအိမ်အလုံးလုံးနေရသည်ကနန္ဒမိတ်မူလာရန်ကြောင်းမှကြောင်းအုံးလက်အောက်တွင်ဆရာဆရာမသုံးရှိသည်ဆရာနန္ဒမိတ်ရွာကိုရောက်သည်မှမကြသေးတော့လဲမမြင့်ချင်းရွာနေရောနန္ဒမိတ်ရွာနေပါအစဉ်ပြေလာ၏ကြည်ရွာကိစ္စများကိုအာတုံခွန်ဆိုင်ဆောင်ရွက်ပေးသည်အပားနှင့်လည်းအစဉ်ပြေတကယ်သို့အမားနှင့်လည်းပိုးအစဉ်ပြေလာသည် တခါတည်းရင်အမဦးဆောင်သောလက်မြေတွင်တက်မီဩဇာကျွေးရင်ပိုးသက်စီပြန်ရင်ဖြင့်သူကအကူအညီပေးတတ်သည်။နှောင်ယမွေးကသူလာနေရင်းနှွေးချမ်းနှင့်အမိကိုတွင်တွင်ချပေးရင်သူ့ကို အခန်းထဲမှနေကခိုးပြေးကြည့်တတ်၏။သူကတော့လူကြီးတပွဲအိန္ဒြေနှင့်လက်ဖက်ရည်ချမ်းလာချပေးသည်မိမိအားမော့ပင်မကြည့်ပေ။မြင်းကမလို့ခုံကားလုံးမိအဖြစ်မို့မိမိက သူ့အားကိုကြည့်ယုံနေတာချီနူးနှစ်သိမ့်ရပါသည်။တခါတည်းရင်ဒီအိမ်တွင် အပားနှင့်တဝါမာတို့သာရှိသည်ထင်နေရောလားမသိပေ။ နှောင်ရင်မွေးကိုရှိသည်ဟုပင်မတင်ပြီ။ကောင်းမလေးရေခက်မသွားဘူးလား။ခုခက်မလို့ရေဦးကိုချာကရေကပြင်တွင်ခြေစင်းထောင်ရင်ငိုင်းနေသောမိမိကိုကြည့်၍အမကမှန်လိုက်သည်။မိမိသည်သူတို့လူကြီးဝိုင်းတွင်အရေးမပါသောခလေးတသက်သာဖြစ်သည်။ကြည်စံဖနှက်စီမသွားဘူး။အမကလန့်အော်လိုက်၍ဖနှက်မစီခဲ့သည့်အဖြစ်ကိုသတိရမိသည်။အင်ရှိမှလှည့်သွားရမည်ဆိုသောကြောင့်နောက်ဖေးရေကပြင်းမှပင်ဆင်းလာခြင်းဖြစ်သည်။ အမသည်မိမိအားအသေးဖွင့်မှစား၍ဂယုဆိုင်တတ်၏အမကိုရှာထုတ်ပြပြီးရေအိုးကိုကစောင်းတင်ကထွက်လာခဲ့သည်မြစ်စိတ်သို့ရောက်တော့အကလူအတော်လေးရှင်နေသည် မောင်ရေပြိုလာ၏နှင်းပွင့်လေးများ၏ရေနံကတင်တင်လေးမှွေနေသည်တောင်မြေပေါ်တွင်မြေဘဲပင်ဆွေရကြီးပင်များကိုစိုက်ပြိုထားသည်မိမိတို့အိမ်ရွာပြင်လေးမှဆင်းလာသည်ဂါရိုင်ချိန်တွင်တငယ်ချင်းများနှင့်စကားပြောခြင်း၍ခရီးဝေသောရွာလမ်းမှသွားသည် ရေကူအကဆရာပြန်သွားမှဆို၍လမ်းတို့မှသွားသည်ပြီးတော့ဆရာကြောင့်တွေ့ရင်တယောက်တည်းငြိမ်သက်စွာနေခြင်းသည်ဒီနေ့ပြောသောစကားများတဲ့တွင်ရွာကိုစီယိုကာရောမီဟူကြလိုက်မိသည် အပါကကျေးရွာလူကြီးတဦးဖြစ်သောကြောင့်အပါနှင့်တိုင်ပင်နေသည်နန္ဒာမေရွာသည်အစွန်ဆုံးမှဖြစ်သောကြောင့်စီယိုလိုကြောင့်တိန်ကိုဝါတစည်းတိုက်လာရင် ကာရွေးရာကြောင့်ဆရာကစိတ်အားထက်သန်စွာပြောနေသည်ဤကဲ့သို့ပွင့်လင်းရာသည်တွင် ရွာအီစီယိုမှာပို၍အရေးပါကြောင်းပြော၏ဆရာဒီနန္ဒမိတ်တွင်ညမိတ်တော်လေတခါတည်းရန်ညလုံးကြုံရေးကင်းနှင့်လက်ဆက်ကင်းများတွင် သူ့အမိကိုပါထည့်ပြီးကင်းတော်ဝင်ကိုယူထား၏ဆရာလာမလုပ်ငန်းပို၍တွင်ကျဲလာပြီးလူငယ်များ တက်ကြွမှုရှိသည်အခြေခံစစ်ပညာသင်တန်းကိုလည်းဆရာကားပဲဦးဆောင်ပြီးရွာရှိလူငယ်လေးများကို သင်ပေးခဲ့သည်။နောက်နေ့တွင်မိန်းကလေးများကိုပင်သင်ပေးနိုင်ကြောင်းပြောသင်ကြားရသည်။ ဤသို့ဆိုရင်နိုယင်မွေးဟူသောကရင်မာလေးရှေဆုံးကပါပီမီမြေကဲနေပြီသို့ရောက်သောအခါမိမိရုပ်တွင်ကိုရေထဲတွင်ငုံကြည့်လိုက်သည်တနခါဝဝလေးကိုဘီနှင့်ညီအောင်ဆွဲညီထားသည် စပင်ကိုလည်းတတတရရဖြီးထားပြီးရင်ခက်ပန်ဝဝလေးနှစ်ပွင့်ကိုဆင်၍ပန်ထား၏နေလေကဖျားအိုထိုးရင်ခင်တန်းတို့တပြေးချိုးစဉ်ရင်ခက်ပန်တွေ၍ခူထားသည်ညနေစရာလာကန်ဒီမှပန်ရန်ဖြစ်သည် သင်ပြင်းပြင်းရင်းနှလေးနှင့်နူညံ့နေသောရင်ခက်ပန်းလေးသည်အနှင်းငယ်ငိုက်ချင်ငယ်သလိုလိုဟွန်းသူအမြင်ချင်းမမြင်ပါအမုတ်ခွက်ကိုလက်ကင်ယူရှိရှိတတ်ထားပြီးရေကြီးကြီးကိုလှမ်းခန့်ယူရင်သူ့အကြောင်းတွေ့မိသည်သူသည်နော်ရင်မွေးအပေါ်မှာအဘဲကြောင့်စိုးမိုးအနံ့ယူနေပါသည်ယခုလည်းရေခက်ပြီးသည်နှင့်အိမ်သို့အပြန် ပြန်လာခဲ့သည်အိမ်မှာရှိနေသေးသည်သူအားခိုး၍ကြည်ချင်းသေးသည်အမြန်လျှောက်လာရသောမိမိအဖို့ သူ့ကိုမတွေ့ရသောအခါရင်ထဲ၌ဟာသွားပြီးငိုင်နေမိ၏တကယ်ပါပဲမိမိကပဲဆရာကိုကယူဆိုင်နေရ၏သူကတော့မိမိကိုရှိတယ်လို့မထင်တကယ်ဆိုမိမိပြန်အလားဆောင်ပြီးမှပြန်တော့မယ်လို့တခွန်ပြောစမ်းပါဒီကင်မာလေးချွန်းပြင်းအောင်ထိပြောသွားမှာဟဲ့ရင်မွေးရင်မပြည့်သေးဘူးမဟုတ်လားတက်ကက်လေးပါငိုင်နေတာလဲဝေရုတ်တရက်လန့်သွားသည် ငိုင်းနေမိတော့မိမိအဖြစ်ကိုမလုံမလဲနဲ့အမကရှေ့ပြလိုက်မိသည် အမကမျက်စောင်းထိုးရင်းကကောင်းမလေးနင်အခုတလုံးမူပြက်နေတယ်နော်ကျောင်းပိတ်ကလေးကတမျိုးဖြစ်နေတယ်နော်အမကိုရှာထုတ်ပြောင်းပြမိသည်မြင်းစိတ်တို့ရောက်တော့ကနေလုံးကြီးပင် ရေစင်းတောင်းနေလေပြီနေလွင်သောညနေခင်းကအမောင်တို့နှင့်ယောဂါခရမ်းရင်ရောင်ဖြစ်နေ၏ အမြင်မြင်တွေ့နေကြမြင်ကွင်းလေးကိုကြည်ရင်ကအခရင်ပါမြမထူကြတော့လေဒီနေ့တော့လွမ်းသလိုဆွေးသလိုခံစားရသည်ဆရာငမြင်ချင်းကိုပြန်သွားပြီလားအမေရုတ်တရက်တောင်မြင်မော်တို့အစင်းတွင်ခြေပဝါတစ်ပက်ဆူဆူသွားဤမြက်ကနေခံစားရ၍ရင်ရင်သွားကတောင်မြင်မော်တွင်ထိုင်ချပြီးရေအိုးကိုပေးချလိုက်၏ရင်မွေဟင်းတကူလုံးတုံလုံးသွားသည် ဤအတန်သည်မိမိနှလုံးသားကို အစဉ်အမြဲရိုက်ခတ်ခဲ့သည့်အတန်ဖြစ်သည်စူးစူးသွားတာလားမှန်စမ်းဆရာကမိမိနောက်ရင်ဇက်ကနေထိုင်ချပြီးခြေဘဝကိုလှက်ကြည့်၏အိုးရပါတယ်ရင်မွေးပါသာလုပ်ပါမယ်ဆရာရင်ဆရာကဘာမှမပြောဘဲမိမိခြေဘဝမှာဖုံများတဲများကိုလည်းနင်းဖယ်ပြီးကြည့်သည်ဟာတော်သေးတယ်တိတ်မနဲ့သေးဘူးဒီတိုင်းဆွဲထုတ်လို့ရတယ်ငင်းငင်းနေ အမိန့်တန်ပါသောဆရာစကားကြောင့်ညင်နေလိုက်ရသည်ဆရာကစူးကိုလက်သေးနှင့်ညက်ခါဆွဲထုတ်လိုက်သည်သွေးလီစူးထွက်လာသည်ကိုညှစ်ထုတ်လိုက်၏နားလားနားတော့ပေါ့မြို့ကြီးသူတို့၏ခြေပေါ်ပါလို့နူနူညံ့ညံ့လာလာပါပါလေးမဟုတ်ဖဲအဲ့ရများဖြင့်ကြံတန်ရွေနေသဖြင့်ရှမ်းမိ၏ဆရာကစူးကြုံလေးကိုလက်ဝါးပေါ်တင်ရင်းကစူးနောက်ပို့ဟင်းစူးနောက်ပို့ရလားရင်မွေးမကြဘူးပါဘူးကိုဖြက်လာတော့မှမစူးပဲ ရင်မွေးဖြက်လာမှစူးလို့လေစူးနောက်ဖို့ပေါ့အိုးပောက်ခရပြောပြီးသဘောကျသွားဖြင့်လွတ်လပ်စွာရေမောမိသည်ဆရာကမိမိရေဒီကို ပြုံ၍ငေးကြည့်ရင်းကမင်းကရေရင်လှတယ်ဒါနဲ့များဘာလို့မျက်နှာတီးရတာလဲမတီးပါဘူးအမရင်မွေးကိုခဏခဏရေလို့တောင်းဆိုတာရှေ့ဝဝဲဖြင့်ပြန်ပြောလိုက်မိသည်မတီးပါဘူးဆရာတို့ရင်နှုတ်ခမ်းကြီးဆူထားသလားလို့ပါ အမေ ဆရာလည်းရင်မွေးတွေ့ရင်မျက်နှာကြီးတီထားလို့"ဩ"ထိုကောင်းမှလည်းဆရာကသဘောကျစွာရေးလိုက်သည်။သွားရင်းဖြူဖြူလေးများညညာ၍နေသည်ဆရာရေလင်းကလေးကဲ့သို့ရုံနူသွား၏။ကဲရပါရဲ့ဆရာကိုဘာသာကိုအတင်းကုံထားလိုက်သည်။စူးစူးထားသောတန်ရာကြောင့်နည်းနည်းလေးနာနေသည်ကလွဲ့လို့လမ်းလျှောက်၍ရပါသည်။ဆရာကရေအိုးကိုမာယူလိုက်သဖြင့်ရင်မွေးကိုပေးပါဆရာ။ရတယ်လေကိုတည်ခဲ့မယ်။ ရာကပြောပြောဆိုဆိုနဲ့အရှိမထွက်သွားသည်ရေစက်သို့ရောက်သောအခါဆရာသည်ရေထဲစင်းရန်ဟန်ပြလိုက်သည်ဟေးမစင်းမနဲ့ဆရာရေရေမွေးပါတာခတ်ပါမယ်နော်ဆရာထံမှရေအိုးကိုပြန်လို့တော်လဲဆရာကဆွဲထားရင်ရေမွေးရချိနာနေတာပဲဆရာခတ်ပြီမှာပေါ့မလုတ်ပါနဲ့ဆရာရေစစ်တောင်းမြစ်ကလေဧည့်သည်မှစားတာဆရာရဲ့စိုးရင်စိမ့်နဲ့အလန်တကြားတာနေတော်မိမိကိုဆရာကစူဆိုင်ကြည့်ပြီးနော်ဆရာအတွက်စိုးရင်သလားကလေးမရေး မဆိုရင်မာနဲ့လေဆရာဧည့်တယ်မဟုတ်ဘူးအိမ်ရှင်လိုတသက်နေသွားမှာဟုတ်ရဲ့လားရွာကိုရောက်တဲ့ဆရာတိုင်းတနစ်တောင် မကြဘူးပြန်ပြေးကြတာများတယ်စိတ်ချပါရင်မွေးမနေမချင်းနေမှာရုတ်တရက်မို့ဆရာပြောသည့်အတိတ်ပဲကိုနားမလဲပဲရင်မောမိသည်ညာရောက်သည့်အခါမှစဉ်းစားရင်သူစကားကဘာလို့လို့မို့ရင်ဖို့ရသည်တကယ်တော့ဧည့်သည်ဆိုတာရေချောကိုမတီးပဲရန်သွားတော့ရင်းနှစ်တာပေါ့ ရွာကန်လူတွေကြတော့ဘယ်နာနဲ့တဲဘယ်နာတည်နေဆိုတာသိနေတော့မနစ်ဘူးပေါ့ကဲပါကိုကနန္ဒမိတ်ရေကိုမထိပဲမနေနိုင်ဘူးနမြင့်ချင်းရေကမဆွဲဘူးနန္ဒမိတ်ရေကဆွဲတယ်ဗျကိုကနန္ဒမိတ်သားပဲနော်အနေမရှိပါဘူးကိုခက်ကြည့်စမ်းပြစီဒါနဲ့လှမ်းခက်ဆရာရေဒီနာကပဲခက်ပါရေနဲ့ထဲကိုမသွားနဲ့နော်ရေဦးကိုဆွဲယူ၍သူ့အားရေမုတ်ပေးလိုက်သည် ဆရာကမိမိစကားကိုနားထောင်ပြီးရေမုံနဲ့ရေချီယာဘက်သို့လမ်းခံလိုက်သည်ရေမုံကကြည့်တယ်နော်သိရင်ကောင်းပါပဲအိုးဆရာလေကျင်ကျင်ပပန်းကြီးလို့မြမြပြည့်တယ်မဟုတ်လားအခုတော့မပြည့်ချင်ဘူးအကြာကြီးခတ်ချင်တယ်ယူတရဲ့ဆရာစကားအတိတ်ပဲကိုနားမလဲပြီနောက်တစ်ခါဆရာရေချိုးရင်ဒီကနန္ဒမေရွာသူကိုခေါ်ပြီးရေချိုးပြခိုင်းရမယ်ဟွန်းရှင်မွေးရနန္ဒမေရွာသူမဟုတ်ဘူးလေ ငပတ်အိမ်ရောမှမွေးတယ်လေငပတ်အိမ်သူပေါ့အဲ့ဒီရေကိုလိုက်ချိုအောင်မမိုးပဲချိုလို့ရမယ်ဆရာကြီးမိုးဆိုမချိုချင်နဲ့ရဘူးတရွာလုံးရေဖွေးနေရောပဲနှွေမာရောရေခန့်ပြီးရေကိုဝေသုံးနေရတယ်တမျိုးကြီးပါလားဆရာနေမိမိသည်ရေဆရာမဟုတ်သည်များကိုရေမောပြောနေမိသည်ဆရာနေစကားပြောရသည်မှာစိတ်ထဲတွင်အလိုလိုပြောနေမိ၏ခဏခဏရေချင်းသည်အမများမြင်ရင်တော့ပိုက်ခေါက်ပြတ်မလားပဲ ဆရာတဲခဲ့မယ်လေဆရာကပြောပြောဆိုဆိုနဲ့သူ့ပကုံမတင်၍တန်းလိုက်သည်ဆရာရဲ့ချိမကောင်းပါဘူးရေမွေးတို့ရွာမှာလေယောက်ျားလေးတွေကဘယ်သူမှရေဦးမတန်းဘူးရေပုံးနှလုံးကိုတပိုးရှူထန်းတာဆရာရဲ့ပြီးနော်ဘယ်သူမှရေဦးမတန်းပေမဲ့ဆရာထမ်းပြီဘာဖြစ်လဲအဲ့ဒါဆိုဆရာဘာသာသွားတော့ရေမွေးမလိုက်တော့ဘူးအမကရေမွေးကိုစူမာပြ စိတ်ညစ်လာ၍ခြေကိုဆောင်ကစုံရဲနေမိလိုက်သည် တို့ကမှဆရာကရေပြီးမိမိကောင်းမတို့ပြင်တင်ပေးလိုက်၏ကဲမမလေးသဘောကျလို့ပါဗျာခြေကိုတော့မဆောင်နဲ့နော်ဒီဆောင်နဲ့ကလန့်သွားအောင်မေဆရာပြောကြောင်းရေမိသည်ဆရာနေတူရှင်ပြီးလျှောက်လာရသည်မှာရင်ထဲတွင်တလက်လက်ကုန်ပြီးချင်းလို့ရပါသည်ဆရာမမြင့်ချင်အောင်မပြန်ဘူးလားမပြန်ဘူးဒီနေ့ညဆရာကင်းကြလို့ညကြရင်လာခဲ့အောင်မေအမကလက်ဖက်တော့ကျွေးမလို့တဲ့ရင်မွေးမအိတ်နဲ့နော် ဟုတ်ကဲ့မျက်လောလေးကြပြီးတူတူလေးပြောလိုက်မိသည် အပါပြောဘူးသည် သူတို့ကရင်လူမျိုးတုံးစံကအပြိုကိုသဘောကျရင်လူမျိုးကညမှာသွားလေ၏ထိုကအပြိုကကွမ်းစိလက်ဖက်တို့ဖြင့်ဧကန်တက်တဲ့ဖရာကြီးအမကိုများဆရာကပိုနေရောလားအမမှာကိုဆိုးရှိတာဆရာမသိဘူးလားဟုတ်မှာပေါ့အမဆိုရင်ဆရာကစကားတွေပြောပြီးရေလို့မို့လို့ပြီးတော့အမကလာတယ်မိမိထက်အများကြီးလာတာပဲ တရွာလုံး၌အလောင်းဆုံးဖြစ်၏သို့သော အမိမရှိသော အမသည်ကွမ်းနံကိုင်းမဖြစ်ခဲ့ပြီအပြူခေါင်းတော့အလိုလိုဖြစ်နေသည် အမသည်အသက်30ကျော်ရှိပြီးကိုဘာပဲဖြစ်ဖြစ်အလားမပြတ်ပေအမကိုပိုပန်းသူအတော်များများရှိတော်လဲအမမကြိုက်ခဲ့နောက်ဆုံးတာဝန်ကြီးစဘာကိုကိုရိုင်းရောင်းချရင်းစဘာတိုင်မှာဒိုင်မူကိုဆိုးတဲ့နဲ့ကြိုက်နေကြသည်မှာ၃နှစ်နေပါရှိပါပြီ။ တောင်အခုမှရောက်လာတဲ့ဆရာကမတည်၍အမကိုပို့နေတာလားမိတို့ပင်ဖြစ်စေထိုနေ냐ကဆရာကိုလုံးဝထွက်မတွေ့ပဲစောစောအိမ်နေလိုက်၏ဆရာလာဒီကိုတည်တော်လဲအိမ်ဟန်ဆောင်နေခဲ့သည်ဆရာကမိမိအားရင်မွေးမမြင်ပါလားဟုမိမိအထင်နဲ့နားဆွင့်နေမိသည်သို့တော်ဆရာကမမေးဆရာပြန်သွားသည့်အထိအိမ်မပြောခဲ့ပေနောက်ဆုံးအမအိယာဝင်ပြီးမိမိဘေးတွင်လာအိမ်သည့်အထိအိမ်မပြော အန်ကိုတင်းတင်းကျပ်ရင်အမကိုမတိမတာတွန်းနေမိသည်ယောဒီကလေးမအိတ်ဆော့တာလေအမကမိမိအိတ်နေသည့်အထင်းနဲ့မိမိအားအသာလေးရွှေပေးသည် ထို့နောက်ဆောင်းမလေးကိုအသာခြုံပေး၏ပြီးတော့မိမိပါပြင်ကိုအသာငုံနှမ်းလိုက်သည်ရင်းထဲမှနှွေးသွား၏အမသည်မိမိအားအလွန်ချစ်ခင် အလိုလိုက်သူဖြစ်သည်ဤဒီကိုမိမိကရန်လုံးမိ၍စိတ်မကောင်းဖြစ်မိကရည်ရည်များပင်ရွယ်၍လာပြီ။ ပြီးတော့ဆရာကိုအလိုလိုတော်သားဖြစ်မိသည် သူ့ကိုမတွေ့တော့ဘူးဟုဆုံးဖြတ်ချက်ချလိုက်သည်ညနေဘက်တွင်ရေကိုစောစောခတ်ထားပြီးဆရာကိုရှောင်နေသည်ဆရာအိမ်လာလေသောအခါအမကရင်ွေးချခိုင်းပြီးဆို၍တခြားကိုရှောင်နေလိုက်သည်ဆရာကိုရှောင်နေရသောရက်ပိုင်းအတွင်တွင်ရင်ထဲမှပျော်ရွှင်မှုမရှိတော့ပေ အလိုလိုစိတ်တူနေပြီးငြိမ်နေ၏သို့သောကြာရှည်စွာရှောင်၍မရပေဆရာကမိမိအိမ်သို့မိန်းကလေးတအူးကိုခေါ်လာပြီးရင်မွေးရှိလာအမ ရှိတယ်လေလာလာဧည့်သည်ပါပါလာသလားမိန်းကလေးမဖြူဖြူသွဲသွဲလှလှလေးမို့ဆေးရဇနီလာဟူသောအတွင်းနှင့်ရင်းနေပို့သွား၏အမခေါ်လိုက်၍မရှောင်သာပဲထွက်တွေ့ရသည် အမမြို့ကလေစီယုံဘွဲ့နဲ့ပါလာတာအသက်အမခံအဖွဲကလေအဖေမိန်းကလေးမပါပဲတယောက်ထဲမို့ရင်မွေးနဲ့အဖေရအောင်တွေ့ပေးမလို့ပါရင်မွေးရရွာထဲမှာအသက်အမခံကောက်ဖို့အတွက်အကူအညီပေးရမယ် ရင်ထဲမှအနေငယ်ပဝင်ကြသွားသည်။အမျိုးသမီးပြုံချိုသောမျက်နှာကြောင့်ခင်သွားမိ၏။ဟဲညီမတယောက်တည်းလားဝေ။ညိုနယ်ကလေစီယုံဥက္ကဋ္ဌဦးအောင်သိန်းလဲပါပါတဲ့အမရေ။ဩမင်းကလေးအဖို့မပါပဲလာတယ်နော်။ကျမတို့ယုံကမင်းကလေး၃ယောက်ပဲရှိပါတယ်။သူတို့တွေလည်းဒီပြင်ရွာတွေကိုခွဲစင်းနေရတာမို့လို့ပါ။ပြီးတော့ကျမတော့နေကြပါပဲ။ မျိုးသမီးဤစကားသံသည်နူညံ့သိမ်မွေးလာသည်သူ၏လက်ဘဝခြေဘဝဖြူဖြူနူးနူးလေးများကိုကြည့်ရင်းကရင်းထဲတွင်တနာသွားမိသည်မနစ်ကစာရွေးမိမိတို့ရွာတွင်တောင်သူလေသမားနှင့်မိသားစုများအတွက်အသက်နှင့် ထိခိုက်မှုအာမခံလုပ်ငန်းကိုစပြီးလုပ်ကိုင်ခဲ့သည်သူစင်ကယောက်ျားလေးတယောက်ပါသည်မိမိတို့တီဝါလုံးအသက်၁၈နှစ်ပြည့်ပြီသူတိုင်းကျန်းမာရေးကောင်းသူတိုင်းအမခံထားရသည်သူစင်ကလည်းလှူအားပေးရသည်ဒီနှစ်လုံးအတွက်၁၂ချက်နှင့်အမခံစာချုပ်စာရွက်ကိုဖြတ်ပေးရသည် ထူစာချုပ်တက်တန်းတနေ့အတွင်းအသက်သေးဆုံးနေငွေတထောင်ချက်ပေးရော၏အလုံးမလုံးနိုင်အောင်လေးဖြတ်သွားရင်ငွေတထောင်ချက်ရောပေး၏ခြေတစ်ဖက်ကျိုးရင်ငွေ900ချက်လက်တစ်ဖက်ပြက်ရင်ငွေ900ချက်ခါယိုကျိုးရင်လက်တစ်ချောင်းပြက်ရင်မျက်လုံးတစ်လုံးကွဲရင်စသည်ဖြင့်ကိုရင်ကတိကိမ်မှုအတွေ့ပြီးရောရာမီငွေများကိုဖြတ်ပိုင်နောက်ကျောတွင်ရေးထားသည်ကဲဒီငါစပြီးတော့အသက်အာမခံထားကြတာပေါ့အမနဲ့အပထားလေရင်မွေးရတော့ခလေးမှုမထားနိုင်အောင်ပေါ့ ဆရာစကားကြောင့်ရင်ထဲတွင်ဇက်ကနေနာသွားပြီးဆရာကိုမော်ရွေးခြင်းမိ၏ဆရာကနှုတ်ခမ်းကိုတင်းတင်းစီပြီးမိမိအားမရေမပြုံးနှင့်ကြည်နေ၏အမမနစ်ကဆောင်ရွက်တွေပါယူခဲ့ပေးပါနော်ဆရာဒီမိမိအားစကားတခုံးမျှမပြောဘဲမျက်လုံးနှင်းသားမကြာခဏလှမ်းလှမ်းကြည့်နေသည်သို့တော့နောက်ပိုင်းတွင် အသက်အာမခံမ အမမသက်နွေနှင့်ခင်မင်းရင်းနှီးလာပြီးစကားပြောရသည်မှအလိုလိုပျော်ရွှင်လာမိ၏မသက်နွေနှင့်အတူတိမ်တဲ့တိမ်စင်အာမခံကြီးလိုက်ဖြတ်သည်နေပူပူတွင်ဂျုံရိုးအုတ်ထုတ်လေးစောင်းထားသောမသက်နွေမှချွေများဆိုပြီးမောဟိုက်နေသည်နွေ့နွေကလေးလမ်းလျှောက်သဖြင့်မိမိကသူ့ချီလမ်းကိုဆောင်ခေါ်ရသည်ဆရာကရှေ့ပြေးသွားကားတိမ်ဝင်တိမ်ထွက်နှင့်နှိုးဆော်နေ၏အမရန်ကုန်ကလာ၏ဟုတ်တယ်ညီမ၏ရန်ကုန်ကပါပဲအမကြည့်ရတာပြင်ပန်းလိုက်တာ အဝေးကြီးလာပြီးအလုပ်လုပ်ရတာပဲနော်မတ်သက်တွေကပြုံရီသာနေလိုက်သည်ပင်မယုံမက တကားတရင်တွင်အစစ်မပြေသည်များနှင့်ကြုံတွေ့ရရှာသည်ဟာငါသာအသက်အခုမှ20ကျော်ပဲရှိသေးတာပယ်သေးအောင်မလဲမတော်ကွာငါတို့ဘေတွေအမေတွေပဲထားမယ်ဟိုအသက်60ကျော်ရင် ထားလို့မရပါဘူးဦးလေးရဲ့မင်းတို့ဟာမဟုတ်သေးပါဘူးငယ်တဲ့သူကတော်ရုံပဲသေးမလဲ နို့ဦးလေးထွက်ရလေဟိုနေ့ကပဲပိုးတာပိုးထီလို့သေးတာသူအသက်15နှစ်ပဲရှိသေးတယ်ပြီးတော့မိအေးလည်းဖျားပြီးသေးတာပဲအများကြီးပါပဲဦးလေးထွန်းစကားမကတ်နဲ့နော်မိမိကဝင်ပြီးဆွာမပင်ဦးလေးထွန်းညင်သွား၏ဆရာကဘာများဝင်မပြောပဲအိမ်အောင်စုဆရာကိုကြည့်ပြီးနာမည်ခေါ်ပေးကချက်ချင်းငွေတောင်းပေးလိုက်၏မတ်တန်ွယ်သည်အသက်အာမခံငွေများကို အတော်လေးထိမ့်သိမ်း၍ကောင်းနေရရှာ၏ ပြန်အံ့ရတွင်လည်းမမအောင်အန်နေရသည်အမအိုကြီးအားတာဝန်ကြီးလိုက်တော့နော်ညီညီညီညွတ်နဲ့ပြောလိုက်မိသည်ဆရာကဘာမှမပြောဘဲတစိမ့်မင်းကလေးရှိ၌ဆရာသည်အလွန်တည်ကြည်၍နှုတ်နေနေသည်သို့သောခိတနာကైလူလစ်တုံးခဏဆရာကမကြည်မနက်စကားဆိုသည်ရင်မွေးရဲ့မင်းဟာဆရာကိုတိတ်နှိမ့်ဆက်တာပဲဤစကားကိုသာပြောပြီးခတ်တီတီနှင့်အလौတာဝင်းများကိုဆက်လုံနေသည် မသက်ွယ်ကရာသမျှငွေများကိုလယ်စီယုံဥက္ကဋ္ဌဦးအောင်သိန်းထံတွင်အနန္ထားသည်ညနေရောက်သောအခါတွင်မသက်ွယ်နှင့်အတူတူစစ်တောင်းမြတ်တဲ့ရေစင်ချိုကြသည်ဆရာပြောတဲ့ကဲ့သို့ဧည့်သည်ကိုရေနဲ့တဲမသွားမိစေရန်ကြယူဆိုင်ရသည်ဟဲဟိုမှာပန်းလေးမျောလာတယ်ဆင်းလိုက်မယ်နော်အမလီမလုပ်ပါနဲ့အမရေရင်မွေးတော့အဲ့ဒီကိုမသွားရဲဘူးဘာတပြန်စားလောက်နဲ့တာဝဲတွေလည်းရှိတယ်ဒီဘက်ကိုချိုးအမရေ ဟုတ်လားတော်သေးတယ်ဒုတိယထဲသားဆိုသွားပြီ ဟုတ်ပါရဲ့ဟိုမှာပန်းလေးကချာချာလဲပြီးမြုပ်သွားပြီနော်ရန်ကုန်သူတို့တဘာဝချောင်းရီမြောင်းရီကိုမချိုးဘူးတော့ကြောင့်တော်ယုံနဲ့ရေထဲကမတက်ပြီ အမတဝါမကစူရင်စွာလိုက်လာပြီကြာနေပြီဧည့်သည်ကချိုးနေမကြရင်အေးမိလိမ့်မယ်လာတော့ကွယ်ငါထမင်းပွဲပြင်ပြီးပြီအမတို့သူကသဘောကျစွာငင်းရင်အမအတန်ဝဲဝဲကိုသူနှစ်သက်နေမိသည်နော်ယမွေးအမကတိတ်လာတာပဲ အသားလေးဖြူတယ်။ဒူလီဒီနောက်လာတဲ့ချိုးတဲ့အမောင်တစ်ခါမှမမြင်ဘူး။ရင်းနှဲတွင်ကျဉ်နေသွားသည်။အမားတက်နယ်လေးအသားဖြူတယ်နော်။ဟေးဒါတောင်တလလုံးလုံးကွင်းစင်းနေလို့အသားမဲသွားတာလေ။မတက်နယ်ကရေမောနောက်ပြောင်းလိုက်သည်။မိမိပါလိုက်ရဲမိ၏။ဒူလီရန်ကုန်မှနေအသားသိပ်ဖြူတာ။ဒါပေမဲ့အဲ့ဒီလိုအသားဖြူပုံမျိုးမကြိုက်ဘူး။ဖြူရော်ရော်နဲ့လူမမာနဲ့တူတယ်။အမတော်ဝါမာလိုဝါဝါစင်းစင်းလေးကိုကြိုက်တယ်။ နော်ရင်မွေးတို့ညီမတမျိုးစီလာတယ်နော်ရင်မွေးကမျက်လုံးလေးနဲ့မျက်ကုံးလေးတွေတိတ်လာတာပဲနိုင်ငံခြားရုပ်ရှင်မင်းသမီးဘရူရှီနဲ့တူတယ်အာပါအမမြောက်နေလို့စာဆောင်တွေမဂ္ဂဇင်းတွေထဲမှာဘရူရှီပုံကိုမြင်မှု၍သဘောကျသွားသည်အဟုတ်ပြောတာနော်ရင်မွေးကကင်မလေးနဲ့မတူအမတဝါမတူတယ်မေယိုလေးနည်းနည်းကားတယ်နော်ရင်မွေးကမျက်နှာကြပုံလာတယ်ရုပ်ရှင်မင်းသမီးမိဝဲမောင်နဲ့လည်းတူတယ် ရင်မွေးသိမ့်ကျင်းနေမိသည်မတ်သက်တွေကအပြန်တွင်ခရုရှိပုံလေးကိုသူပဆိုင်ထဲမှထုတ်ပြီးလက်ဆောင်ပေးခဲ့၏မြို့သူတိုင်းလူတို့တွင်နိုင်ငံသားမင်းသမီးလေးများဤရုပ်ပုံလှလှလေးများကိုဆောင်ထားတတ်သည်တို့ညာတွင်မတ်သက်နေနေအတူတူအိပ်သည်မတ်သက်တွေကို အပါရောအမတော်ဝါမမိုင်းခင်ကြ၏ညလာတာတာတွင် အပားကနေကြပွင့်များစင်းရိုင်းနေစဉ်မတ်သက်တွေကပါရဲချင်နေပြော၍အောက်ဆင်လာ၏ တလင်းပြောင်ပြောင်တွင်နေကြွင့်မြောင်စုပုံထားပြီးဒုတ်လေးလေးနှင့်နေကြွင့်ဝဆန်ကိုရိုက်သောအခါအဆန်အောင်သော နေကြဆန်များခုံရင်းထွက်လာသည်အဆန်မအောင်သောနေကြဆီများကျန်ခဲ့သည်ဤသည်ကိုကြည့်၍မသက်နယ်သိတ်သဘောကျနေသည်စီကျိတ်လို့ရတယ်နော်ဟုတ်တယ်အမအဆန်ကိုစီကျိတ်ပြီးကျန်နေတဲ့နေကြဘက်တွေကို မြေဆွေးဖြစ်လဲတဲ့ချရတယ်လीဒီလိုဆိုတော့နေကြတပင်လုံးဟာသိတ်သုံးဝင်နေပါလားရော ဧည့်သည်ကိုခိုင်းနေရသလားဝေရင်မွေးရဲ့လက်ရိုက်မိနေပါအောင်မဲရပါတယ်အမမရိုက်မိအောင်တတိထားပါမယ်ကျမလှုပ်ချင်လို့ပါအမတဝါမာကမိမိအားဧည့်သည်ကိုလှုပ်ခိုင်းရပါမလားဟူ၍အပြစ်တင်လိုက်သေးသည် ထိုစဉ်မိမိနားတွင် လာရက်သောတစုံတူကြောင့်အလံတကြားမောကြည့်လိုက်သောအခါဆရာကမိမိကိုငုံချင်ရင်ရင်မွေးရစီယုံရင်တိတ်ကောင်းပါလားကျမဘာသာလို့ချင်တာနဲ့ရင်မွေးတော့အပြစ်တင်ခံနေရပြန်ပြီဆရာကြီး အပြစ်တင်တာမဟုတ်ပါဘူးဗျာချီကျူးတာပါကဲကျွန်တော်ပါဝိုင်းရိုက်တာပေါ့ဆရာနေအတူကိုမြင့်လွင်မှာပါလာပြီးဝိုင်း၍ကိုလုံးကြသည်ထိုညနေကြဝိုင်းနေစီသွား၏ဟုတ်ကဲ့ပါရှင်ဆရာမမြတ်တနာရေးသားထားတဲ့နော်ရင်မွေးဆိုတဲ့ဝတ္ထုစာအုပ်လေးအားအပိုင်းစတဲ့အနေဖြင့်ဖတ်ပြနေခြင်းအားခိတရန်နာပြစီရှင်နောက်ဆက်ပြီးကြသူနွေဦးမိသားစု တူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးအထူးကိုတင်ရှိပါရနော်။ ်ဒုတောင်စမြအားလုံးလေးဒီကင်းလို့ချမ်းမှာချပါစီရှင်။